ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံသားတွေအနေနဲ့လိုရမယ့်သဘောမျိုးအဖြစ်82နှစ်စာဖူလွန်ဖို့ရိတ်ခါရီကြိုတင်ဆုဆောင်းထားတဲ့ကြောင်း EU ကတိုက်တွန်းခဲ့ပါတယ်။အရေးပေါ်အခြေအနေတစ်ခုခုကြုံလာရင်အဆင်ပြေစေဖို့အတွက်အနည်းဆုံး82နှစ်စာအစားအသောက်တွေကိုကြိုတင်ဆုဆောင်းထားတာဟာတင့်တော်တဲ့အစီအမံတစ်ခုဖြစ်လိမ့်မယ်လို့မတ်လ26ရက်နေ့မှာ EU ရဲ့ဥရောပကော်မရှင်ကပြောပါတယ်။ EU ရဲ့စုပေါင်းကြိုတင်ပြင်ဆင်မှုမဟာဗျူဟာလက်ညှိုချက်အစ်တွေကိုရေးဆွဲနေပြီးတဘာဝဘင်းအန်တရဲ့စိုက်ဘာတိုက်ခိုက်မှုနဲ့ပထဝီဝင်နိုင်ငံရေးအချက်အတဲကြုံလာတဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ဖို့အခုလိုအကြံပြုရတာလို့သိရပါတယ်။ဥရောပကော်မရှင်ကထည့်သွင်းတွက်ချက်ထားတဲ့ဖြစ်နိုင်ခြေတွေထဲမှာ EU အဖွဲ့ဝင်နိုင်ငံတွေအပေါ်ပြစ်မှတ်ထားလာမဲ့လက်နက်ကန်ရန်လူတိုက်ခိုက်မှုတွေလည်းပတ်ဝန်းပါတယ်။ရှေးကြီးမှုတွေကြုံနိုင်တဲ့ဆုံးနေရာတွေကမိသားစုတွေဟာ ရေမျက်နှာပြင်အမြင်ကိုနုံနုံကြကြစောင့်ကြည့်ပြီးအချိန်နဲ့တပြေးညီသိရှိနေတဲ့ကြောင်းတော်မီနဲ့ပတ်သက်တဲ့သတိပေးစနစ်တွေကလည်းရွှေ့ပြောင်းဖို့အဖိုးတန်အချိန်တွေဆုံးရှုံးမသွားအောင်အကူအညီပေးနိုင်မှာဖြစ်ကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။ EU ရဲ့မဟာဗျူဟာအသစ်ကလုံခြုံရေးနဲ့ပတ်သက်ရင်အစောပိုင်းကြိုတင်သတိပေးမှုစနစ်တွေပိုထိရောက်ကောင်းမွန်ရေးကိုဦးတည်ထားပြီးအကြက်အတဲကာလမှာ ကျန်းမာရေးဆောင်ရှာမှုတောက်တုံးရရရှိစေမှုစတဲ့အခြေခံလိုအပ်ချက်တွေကိုလူမှုစီအထောက်ပံ့ပြတ်တောက်မသွားစေဖို့လည်းရည်ရွယ်ထားတာဖြစ်ပါတယ်။ဥရောပကော်မရှင်ရဲ့ကြိုတင်ပြင်ဆင်မှုနဲ့အကျက်အတဲစီမံခန့်ခွဲမှုဌာနအကြီးအကဲကတော့ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားတိုင်းဟာအနည်းဆုံး82နာရီစာစားနပ်ရိက္ခာနဲ့တောက်ရည်တွေကြိုတင်စုဆောင်ပြင်ဆင်ထားတဲ့အကြောင်းဆိုပါတယ်။အရာရာအတွက်ကြိုတင်ပြင်ဆင်ထားတာဟာ ဥရောပရဲ့လူနေမှုပုံစံအသစ်ဖြစ်လာမယ်လို့သူကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်။ပြီးတော့နိုင်ငံသားတွေအနေနဲ့ကြိုတင်စုဆောင်သုံးမီးထားတဲ့ဓာတ်တွေကစားနပ်ရိက္ခာ၊တောက်ရည်၊ဓာတ်မီ၊ပါဝါဘန့်၊ရေဒီယို၊ငွေသားနဲ့ဆေးဝါးတွေဖြစ်တယ်လို့လည်းအကြံပြုထားပါတယ်ရှင်။